ဧကရသမရသမိုင်းမှာဆိုရင် အခန်း6ခန်းရှိပြီးတော့ဒီချိန်ကဒီနေ့အခန်း1မြမရှိဦးစင်လာအုပ်ချုပ်ရေးကိုတင်ပြပေးမှာဖြစ်ပါတယ်။မြမရှိဦးစင်လာအုပ်ချုပ်ရေးမှာဆိုရင်အပိုင်း6ပိုင်းပါဝင်တယ်။အဲ့ဒီမှာကအပိုင်း3ပိုင်းကိုဒီချိန်ကတင်ပြပြသပေးမှာဖြစ်ပါတယ်။အဲ့ဒီမှာတိတသမ1ခြုံငုံသုံးသက်ချက်တိတသမ2ဘယင်စနစ်တိတသမ3ကုန်းမောင်ခေတရားစင်ရေးဆိုပြီးတော့အပိုင်း3ပိုင်းကိုဒီနေ့ဒီချိန်ကတင်ပြပြသပေးမှာဖြစ်ပါတယ်။ ရည်ချက်ကတော့ဟင်နူရီရဲ့ရှီအောင်နိုင်ငံရဲ့အတွေ့အခေါ်နဲ့မြန်မာရှီယိုးစင်လာအုပ်ချုပ်ရေးပုံစံနှစ်ရက်ပေါင်းဆက်ထားတဲ့မြန်မာတွေရဲ့တပ်ဦးစံပိုင်းဖရေစနစ်ကိုလေ့လာသိရှိစေဖို့မြန်မာရှီယိုးစင်လာအုပ်ချုပ်ရေးရဲ့မြို့ရလူဖွဲ့စည်းကိုအခြေခံတဲ့အုပ်ချုပ်ရေးနဲ့နိုင်ငံတော်အုပ်ချုပ်ရေးအကြောင်းကိုခြုံငုံသိသိမိစေဖို့နဲ့ဗကန်ခေတ်ကနေညောင်ရမ်းခေတ်အထိကျင့်သုံးခဲ့တဲ့အုပ်ချုပ်ရေးအနှစ်သာရများနဲ့ပတ်သက်ပြီးတော့သိရှိစေဖို့ဆိုတဲ့ရည်ရချက်နဲ့တင်ကြားပေးမှာဖြစ်ပါတယ်။ အတူတသမတေခြုံငုံသွက်ချက်မြန်မာရှေးဦးစင်လာအုပ်ချုပ်ရေးရဆိုရင်တအူးဆံပိုင်းဘရင်စနစ်ကိုလက်ခံကျင့်သုံးခဲ့တဲ့အုပ်ချုပ်ရေးဖြစ်ပါတယ်။အုပ်ချုပ်ရေးပိုင်းမှာရာဒူးကြီးငယ်အလိုက်ခွဲခြားတတ်မှတ်ပြီးတော့တာဝန်တွေကိုချမှတ်ထားတယ်။ဥပဒေမဲ့ထင်တယ်လို့အုပ်ချုပ်မှုဖြစ်စေဖို့အတွက်အုပ်ချုပ်ရေးမူတွေကိုလည်းအတိအကျချမှတ်ထားတယ်။အဲ့ဒီအုပ်ချုပ်ရေးမူရဆိုရင်တရားမျှတမှုကိုအလေးထားပြီးတော့မြမထုံတဲ့ဒလေးနဲ့အညီတရားစီရင်ခြင်းအုပ်ချုပ်ခြင်းစီမံခန့်ခွဲခြင်းတွေကိုပြုလုပ်ကြတယ် မြန်မာတွေရဲ့အစင်နာအုပ်ချုပ်ရေးအရဆိုရင်မြို့ရွာလူအဖွဲ့အစည်းကိုအခြေခံခဲ့တယ်။ရှေးဦးမြို့ရွာလူအဖွဲ့အစည်းမှာဆိုရင်သွေးတူသူမြို့နယ်စုတွေစုဝေးနေထိုင်ကြတယ်။အဲ့ဒီစုဝေးနေထိုင်တဲ့သွေးတူသူမြို့နယ်စုတွေကိုအုပ်ချုပ်မဲ့သူကိုအများသဘောတူရွေးကောက်တင်မြောက်ကြတယ်။အဲ့လိုသူကိုသွေးကြီးလို့ခေါ်ပါတယ်။သွေးကြီးရဆိုရင်မြန်မာတွေရဲ့အုပ်ချုပ်ရေးမှာကြေးရွာတရွာရဲ့ဦးစီးခေါင်းဆောင်ဖြစ်တဲ့သွေးကြီးရဲ့ယာတို့ကိုတားဆင်မြေဆက်ဇက်ခံလေးရှိတယ်။ အသွေးကြီးတူဟာမြို့ရစီပင်တရားရေးတရားမျှတရေးရက်ရွာညဉ့်ညဉ့်ရေးစတဲ့တာဝန်သုံးရက်ကိုဦးစားပေးဆောင်ရွက်ရတယ်။အဲ့ဒီမြို့ရမှာနေတဲ့သူတွေကကိုယ့်ရဲ့ရက်ရွာစီပင်တရားရေးနှလုံးချုံရေးကိုဆောင်ရွက်ပေးတဲ့သွေးကြီးရဲ့အကျိုးစီးပွားအတွက်အချိုးကျထည့်ဝင်ကြရတယ်။ခြေဥစင်လာအုပ်ချုပ်ရေးရဆိုရင်ကြေးလက်အုပ်ချုပ်ရေးအဖွဲ့အစည်းရဲ့နေတစ်စိနေမြေကျယ်ဝန်းမှုကိုအခြေပြုပြီးတော့နိုင်ငံတော်အုပ်ချုပ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်လာခဲ့တယ်။ နိုင်ငံတော်အုပ်ချုပ်ရေးဖွဲ့စည်းခိုင်မာမှုကိုဖော်ထုတ်ဖို့အတွက်ရှီဟောင်းအုပ်ချုပ်ရေးပုံစံမဟာသမဒမင်းတင်မြောက်ချင်းဆိုတဲ့မူကိုအခြေခံထားတယ်။အဲ့ဒီမူကဆိုရင်ရှီဟောင်းဟင်ဒီရဲ့အစဉ်အလာလက်ခံယုံကြည်မှုတစ်ရပ်ဖြစ်ပါတယ်။ ရရှိမြန်မာတွေအရဆိုရင်တာကီဝင်မျိုးနယ်ကနေပြီးတော့မင်းစင်မင်းဆက်ပေါက်ဖွားလာတဲ့ဆိုတဲ့မူကိုလက်ခံကြတယ်။အဲ့တော့အဲ့ဒီမူနယ်ရက်ကိုပေါင်းဆက်ပြီးတော့မြန်မာအုပ်ချုပ်ရေးစနစ်မှာမြန်မာတပ်ဦးဆောင်ပိုင်းဘရင်စနစ်ဆိုပြီးတော့ပေါ်ပေါက်လာခဲ့တယ်။နိုင်ငံတော်အာဏာကိုမဟာသမ္မတမင်းကိုပေးထားပေမဲ့လေဤသူအကျိုးကိုဆောင်ရွက်နိုင်တဲ့တရားကိုစောင့်ထိန်တဲ့ပုဂ္ဂိုလ်ကိုသာလျှင်ဦးစားပေးရွေးချယ်ကြတယ်။မဟာသမ္မတဆိုတာကတိုင်းပြည်ကိုစောင့်ရှောက်နိုင်တဲ့ဉာဏ်ပညာနဲ့ပြည့်စုံတဲ့သူကိုမဟာသမ္မတလို့ခေါ်ပါတယ်။ အဲ့ဒီမဟာသမရမင်းကနေစက်ခံတဲ့တားစင်မြေဆက်တွေကမင်းစင်မြင်းဆက်အဖြစ်ထီနန်စိုးဆန်နိုင်ခွင့်ကိုလက်ခံယူကြီးခဲ့ကြတယ်တော့ပကံခက်ကနေပြီးတော့တောင်ငူခက်အထိမြမရှိရိုးအစင်လာအုတ်ချိုရေးရဆိုရင်ရေးအစင်လာအတိုင်းပဲဘယင်ကိုဖို့ပြုထားတဲ့အုတ်ချိုရေးစနစ်တအူးဆိုင်မှာအုတ်ချိုရေးစနစ်ကြေးရွာနေမြို့ပြအထိရိုးရာအကြီးကြီးတွေကိုအခြေခံထားတဲ့အုတ်ချိုရေးစနစ်ဖြစ်ခဲ့ပါတယ်အဲ့တော့အဲ့ဒီအုတ်ချိုရေးတွေရဲ့အနှစ်သာရကဘာလဲဆိုရင်ယာဒူးကြီးငယ်အလိုက်တစ္ဆာခံရခြင်းဖြစ်ပါတယ်နေပြီးတော့မှလွတ်တော်ရှိတယ် အဲ့ဒီလွှတ်တော်မှာဘရင်ကခန့်ထားတဲ့မူမတ်တွေနဲ့နိုင်ငံကိုဘရင်ကိုစားစီမံခန့်ခွဲအုပ်ချုပ်ကြတယ်။ဘရင်ကိုယ်တိုင်ကလည်းလွှတ်တော်တက်ပြီးတော့အုပ်ချုပ်စီမံမှုတွေရှိတယ်။လွှတ်တော်ကဘရင်ကိုစားအုပ်ချုပ်တဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်တယ်။အဲ့တော့ဘရင်ကိုအကြံပေးရဌာနဖြစ်တဲ့အဲ့ဒီမှာရေးတိုက်လည်းရှိပါတယ်။မြို့တွေမှာဆိုရင်မြို့စားမြို့ဝန်မြို့တကြီးတွေအုပ်ချုပ်ပြီးတော့ရွာတွေမှာဆိုရင်ရွာစားရွာတကြီးတွေကအုပ်ချုပ်ကြတယ်။ ော့နိုင်ငံကျေဝန်းတဲ့အတွက်ကြောင့်မလို့တဦးတည်းအုပ်ချုပ်လို့မရတဲ့အခါမှာအာဏာတွေခွဲဝေပြီးမှရှိလာခဲ့တယ်။အဲ့တော့တောင်မူခေတ်မှာဘရင်ကသူ့ရဲ့ညီတော်သားတော်သူယုံကြည်ရတဲ့သူကိုသူ့ရဲ့လက်အောက်ခံဘရင်ခံဒီအဖြစ်အာဏာခွဲဝေပြီးပြီးတော့အုပ်ချုပ်စေခဲ့တာ။ဟောဘေးနောင်ကကြတော့တာငူပြီးအင်းဝဇင်းမယ်မှာ သူ့ရဲ့ညီတော်သားတော်သမတ်တော်တွေကိုဘယင်ခံအဖြစ်ခံထားအုပ်ချုပ်စေခဲ့ပါတယ်။အဲ့ဒီတည်းလေးရဆိုရင်တာငူခွေနောက်ပိုင်းမှာလုံအောင်ပြည့်ပြည့်သွားခဲ့တယ်။ တောင်ခွေပြီးတော့ညောင်ရမ်းခေရောက်လာတဲ့အခါမှာမြမအစင်လာအုပ်ချုပ်ရေးပုံစံကပုံမပြင်လာခဲ့ပြီးတော့ယာစဌာနေအုပ်ချုပ်ရေးနဲ့အဝေးမြို့ရအုပ်ချုပ်ရေးရေးဆိုပြီးတော့အုပ်ချုပ်ရေးပုံစံနဲ့ရပေါ်ပေါက်လာခဲ့။အဲ့ဒီမှာယာစဌာနေအုပ်ချုပ်ရေးပေါ့နော်။အဲ့တော့ယာစဌာနေအုပ်ချုပ်ရေးရာဆိုရင်ဗဟိုအုပ်ချုပ်ရေးဖြစ်ပြီးတော့အဲ့ဒီအုပ်ချုပ်ရေးမှာလွှတ်တော်နဲ့ဗီရိုက်ကအရေးပါဆုံးဖြစ်ပါတယ်။ဘရင်အောင်မှာအင်ရှိဆန်မင်းသား အဖမဟာဒေနာပတိဝင်ရှင်တော်မင်းနေဝင်တော့တေအမာတော်ရေးဒီအဝေးရောက်ဆက်ရေးတွေရှိတယ်။ငကံတော်ကဘယင်နဲ့လွတ်တော်ဒေတိုက်အချာဆက်သွယ်ပေးတယ်။လွတ်တော်ကမြို့ရာတွေကိုပေးမှရန်ရှိတာတွေကိုအမာတော်ရေးရနေစာရေးပေးတယ်။ပြီးရတဲ့အခါမှာမြင်းတီလွတ်ပြီးတော့ဆက်သွယ်ရတယ်။ ဒါကကြတော့ရဲစားထားနေအုပ်ချုပ်ရေးပိုင်းပြီးတော့အဝင်းမြို့ရအုပ်ချုပ်ရေးကကြတော့ဘဟုကနေခံထားတဲ့စင်မှုစစ်ကဲတွေအုပ်ချုပ်မှုနဲ့ရွေးရအကြီးကဲတွေအုပ်ချုပ်မှုဆိုပြီးတော့ရှင်တွဲပြီးတော့ရှိနေတယ်အဝင်းမြို့ရညီမပြပြရေးနဲ့ဘဟုအစိုးရအပေါ်တည်ဆာရှိစေဖို့အတွက်အပြန်အလှန်စောင့်ကြပ်စီတဲ့သဘောလည်းဖြစ်ပါတယ်တဲ့အဲ့တော့ကုန်းမောင်ခင်မှာဆိုရင်လွတ်တော်နဲ့ဖြေးတိုင်းရဲ့အခန်းကဏ္ဍဟာဆိုရင်ပို့ပြီးတော့အရေးပါလာခဲ့တယ် ဒီညမှာဆိုရင်လေ့ကျင့်ခန်းအနေနဲ့ဗာမိထားလဲဆိုတော့မြမရှိရိုးစင်တာအုပ်ချုပ်ရေးကိုအသုံးသက်တင်ပြပါဆိုပြီးတော့မတ်စုရှိအနေနဲ့ဆက်မှတ်တမ်းရှိမယ်ပြီးတော့မတ်စုတို့အနေနဲ့ကသွေးကြီးဆိုတဲ့ခေါင်းစဉ်ရဲ့ပြီးတော့ဗကန်ခေတ်ကနေတောင်ကိုခေတ်အထိမြမရှိရိုးစင်တာအုပ်ချုပ်ရေးပုံစံဆိုတဲ့ငါးမှတ်တမ်းရဲ့ပြီးတော့မြမတက်ဦးဆက်မှတ်ပင်းစနစ်ညောင်ရန်ခေတ်ရာဇာထန်နေအုပ်ချုပ်ရေးတောင်ကိုခေတ်အာနာခွဲဝင်မှုဆိုပြီးတော့ဒါငါးမှတ်တမ်းလေးတွေအားငါးဖို့မိထားပါတယ်တိတိတမနဲ့ဘယင်စနစ်ကို နောက်တသမနှစ်ဘရင်စနစ်ရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်ဟိန်းလူတွေရဲ့ရှီဟောင်းနိုင်ငံရဲ့အတွေ့အခေါ်နဲ့မြမရှီယူအစဉ်အလာအုတ်ချုပ်ရေးပုံစံနှစ်ရက်ပေါင်းဆက်ထားတဲ့မြမတွေရဲ့တက်ဦးဆံပိုင်းဘရင်စနစ်ကိုလေ့လာသိရှိစေဖို့ပဲဖြစ်ပါတယ်ရဘရင်စနစ်မှာဟိန်းလူတွေရဲ့ရှီယောက်နိုင်ငံရဲ့အတွေ့အခေါ်နဲ့မြမရှီယိုးစင်လာအုတ်ချိုရေးပုံစံနှစ်ရပ်ပေါင်းဆက်ပြီးတော့မြမတက်ဦးစံပိုင်းဘရင်စနစ်ဆိုပြီးတော့ထွန်ကားလာတယ်။ဘရင်ကပြည်သူတွေရဲ့အတက်အိုးရင်စီစဉ်ကိုပိုင်ဆိုင်တဲ့အပြင်ရည်မြင့်တခင်ဖြစ်ပြီးတော့နိုင်ငံတော်အာဏာကိုသူကအကျွေးမဲ့ပိုင်ဆိုင်တယ်။ ထူးခဲ့တဲ့အရေးအချင်းနဲ့ဘုံကံကြောင့်ဘယင်ဖြစ်ရတယ်ဆိုပြီးတော့သူတို့ကလက်ခံယူနေခဲ့ကြတယ်။တော့ဘယင်ကပြည်သူတွေရဲ့စန္ဒာနဲ့အညီနိုင်ငံတော်ကိုအုပ်ချုပ်ရပြီးတော့ပြည်သူအကျိုးစီးပွားကိုဖော်ဆောင်နေနိုင်ငံအတွင်းတရားဥပဒေစိုးမိုးရေးကိုအလေးပေးဆောင်ရွက်ကြရတယ်။အဲ့တော့အဲ့ဒီဘယင်ကိုပြည်သူတွေကဘယ်လိုလက်ခံယူကြည်ကြလဲဆိုရင်ဖတ်ရားလောင်းအဖြစ်လက်ခံယူကြည်ကြတယ်။သာသနာဒါရက်ကတနည်းအားဖြင့်သာသနာကိုစောင့်ရှောက်တဲ့သူဆိုပြီးတော့လည်းလက်ခံယူကြည်ကြတယ်။နောက်မင်းကောင်းတွေကဘယင်ရဲ့ကျင့်ဆောင်ရမယ့်မင်းချင်းတရားကိုစောင့်ထင်းရတယ်။ အမေမင်းစိုးတွေကတော့အဲ့ဒီမင်းကြီးတရားစီမင်းထုံးနှံတွေကိုတော့ဖောက်ဖျက်ကျူးလွန်နေရှိကြပါတယ်။အဲ့တော့ဘရင်ကပြည်တွင်းပြည်ပအမှုကိစ္စတွေကိုစိတ်တိုင်းကြစီမံဆုံးဖြတ်နိုင်အနာကိုအလွဲသုံးစားမလုပ်နိုင်ဘူးအတွက်ကန့်သက်ထိန်းချုပ်ထားတဲ့ကျင့်ဝတ်စည်းကမ်းတွေလည်းဗရင်မှာရှိတယ်။အဲ့ဒီကျင့်ဝတ်တွေကဘာလဲဆိုရင်မင်းကျင့်တရား၁၀ပါ၊ယာစာကုံ၆ပါ၊သင်္ကဟာတရား၄ပါ၊အာဘရိဟာနိယ၇ပါ၊ဆိုပြီးတော့ဒါသူတို့ကျင့်ရမယ်ကျင့်ဝတ်တွေရှိပါတယ်တဲ့။အဲ့ဒီကျင့်ဝတ်တွေကိုအုပ်ချုပ်တဲ့ဗရင်တိုင်းကလိုက်နာကျင့်သုံးရတယ် ိုင်ငံတော်လုံခြုံရေးပတ်ဝန်းကျင်နိုင်ငံတွေကလေးစားရေးဘရင်အာနာတော်အဝေးမြို့နယ်အထိပြန့်နှံ့ရေးဆိုတာဒါဘရင်ရဲ့အရေးပါတဲ့တာဝန်တွေဖြစ်ပါတယ်။နောက်ဘရင်ကမင်းကြီးတရားတွေကိုလည်းအမှန်တကယ်လိုက်နာရတယ်။ပြည်သူတွေရဲ့အကျိုးစီးပွားဖြစ်ထွန်းရေးကိုလှုံ့ဆော်ပါမယ်ဆိုပြီးတော့ဒီဘွဲမှာအထင်ရှားကတိပြုရပါတယ်။အဲ့ဒါကဘာလဲဆိုတော့တရားသဖြင့်ကျင့်ကြံအုပ်ချုပ်ပါမည်ဟု ခံဝန်ဂတိတစ္ဆာဆိုပြီးတော့ဗိတ်သိက်ခံတာဖြစ်ပါတယ်။အဲ့ဒီခံယူပွဲရဆိုရင်ရှေးရုပ်အစင်လာအုပ်ချုပ်ရေးမှာနိုင်ငံတော်အာဏာကိုဘရင်အားအနှံ့ခြင်းဆိုတဲ့သဘောပဲဖြစ်ပါတယ်။နောက်ဘရင်နဲ့ပြည်သူအကြားဂတိကဝပြုခြင်းလို့လည်းပြောလို့ရတယ်ပေါ့နော်။မြန်မာဘရင်စနစ်ရဆိုရင်ထေရဝါဒဗုဒ္ဓသာသနာအစုံအမသီလတရားကျင့်ဝတ်တရားတွေကိုအခြေခံထားပြီးတော့နိုင်ငံသားတွေရဲ့ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာနှစ်ရက်လုံးလွှမ်းမိုးထိန်းချုပ်ပေးထားတဲ့စနစ်လည်းဖြစ်ပါတယ်။ တဦးဆံမိုင်းဘရင်စနစ်မှာလှုပ်ယုံ9ရက်ဟာဆိုရင်ဘရင်ရဲ့အချုပ်အခြာအာဏာတည်ထောင်ရေးအတွက်တာဝန်ဝတ္တရအသီးသီးခွဲခြားဆောင်ရွက်ပေးရတယ်။အဲ့ဒါလှုပ်ယုံ9ရက်ကဘာလဲဆိုတော့လွတ်တော်ဖြေတိုင်းရှေယုံနောက်ယုံတရားယုံဆိုပြီးတော့လှုပ်ယုံ9ရက်ရှိပါတယ်။အဲ့ဒီမှာမှလွတ်တော်လွတ်တော်ဟာဆိုရင် အမြင့်ဆုံးနဲ့အာဏာအရှိဆုံးအဖွဲ့အစည်းအဲ့ဒီလွတ်တော်ကနိုင်ငံရဲ့ဥပဒေပြုရေးတရားစီရင်ရေးနဲ့အုပ်ချုပ်ရေးကိုတာဝန်ယူဆောင်ရွက်ရတယ်။ ဗဟိုနဲ့အဝင်းမြင့်နဲ့အုပ်ချုပ်ရေးဆိုင်ရာတရားဥပဒေကိုဘယင်ကထုတ်ပြန်တယ်။ဘယင်ထုတ်ပြန်တဲ့တရားဥပဒေတွေနဲ့အမိန့်တော်တွေကိုလွှတ်တော်ဝင်ကြီးတွေကစီစေးရတယ်။စီစစ်ပြီးတဲ့အခါလွှတ်တော်ကတိုင်းပြည်ကိုထုတ်ပြန်ကြညာတယ်။ဇော်ဘွားမြို့သားမြို့ဝင်ရုံးနေရာနေတင်သွင်းတဲ့အမှုကိစ္စတွေကိုလွှတ်တော်ကကြားနာစစ်ဆေးဆုံးဖြတ်ရတယ်။အဲ့ဒါအပြင်လွတ်တော်ကတရမမှုရာဇဝတ်မှုတွေကိုနောက်ဆုံးအယူခံဝင်ရရုံးတော်လည်းဖြစ်ပါတယ်။အဲ့လွတ်တော်မှာနိုင်ငံအမှု မရင်နဲ့ဆွေးနွေးစင်ရတဲ့သူတွေဟာလွှတ်တော်ဝင်ကြီးတွေဖြစ်တဲ့အဲလွှတ်တော်ဝင်ကြီးတွေကအရေးကြီးတဲ့အမှုကိစ္စတွေကိုတင်လျှောက်ခွင့်ဆွေးနွေးတိုင်ပင်ခွင့်ရှိပါတယ်။နောက်တစ်ချက်ပြေးလိုက်ပေါ့နော်။အဲ့တော့အဲ့ဒီပြေးလိုက်မှာတရားဥပဒေထုတ်ပြန်ရေးနဲ့ပတ်သက်ပြီးတော့ဘယင်ကို အကြံပေးရဌာနလည်းဖြစ်ပါတယ်။ ်ဘရင်အမင်းတော်တွေကိုခွဲခြားတတ်မှတ်ရခြင်းလွတ်တော်အတင်သွင်းတဲ့စာတွေမှာတန်းတွေကိုလည်းလိုက်နာဆိုင်ရခြင်းအားဆိုရင်ဒါပြေတိုက်ရဲ့အတိကတောင်းဝန်ဖြစ်ပါတယ်။အတွင်းဝင်မှာဆိုရင်ပြေတိုက်အရာရှိတွေထဲမှာမှအရေးပါဆုံးနဲ့အဆင်အမြင်ဆုံးပုံကိုယ်တွေဖြစ်ပြီးတော့ဘရင်နဲ့ဆွေးနွေးတိုင်ပင်အကြံပေးရသူတွေလည်းဖြစ်ပါတယ်။နာမည်ကိစ္စတွေကိုဆောင်ရွက်ရပြီးတော့ပြည်ရေးရွာမှုများကိုလည်းဘရင်ထံလျှောက်ထားပြီးတော့တင့်လျော်သလိုစီမံဆောင်ရွက်ရတယ်။နောက်တစ်ချက်ကကြတော့ရှေယုံရာဇဝတ်ယုံဖြစ်ပြီးတော့ ရို့တော်အတွင်းမှာဖြစ်ပွားတဲ့ယာဇဝဲမှုတွေကိုစီးရင်လေနိုင်ငံတော်ညီဦးပြပြရေးတန်ရှင်းရေးအချိန်တွေအတိုင်းအတာမှန်ကန်စွာရောင်းချရေးအတွက်တာဝန်ယူကြည့်ကြရတယ်အဲ့တော့ရှေ့ယုံအရာရှိတွေတွေမှာအရေးပါဆုံးယာတို့ကတော့မြို့ဝန်ယာတွေဖြစ်ပါတယ်တဲ့အဲ့ဒီမြို့ဝန်ကဘာလုပ်ရလဲဆိုရင်နေပြည်တော်အတွင်းမှာယာဇဝဲမှုကင်းတွေကိုဖြည့်ရှင်းဆောင်ရွက်ရတယ်မြို့တွင်းမြို့ပြင်လုံခြုံရေးကိုအထူးကြံ့မဲ့ရတယ်နောက်တစ်ခုကနောက်ယုံနောက်ယုံကကြတော့နန်းရင်းသူတွေကိုစီမံအုပ်ချုပ်ရတဲ့ယုံဖြစ်တယ် မိဖုရားကြီးနဲ့တကွနန်းရင်းသူတွေရဲ့အရေးကိစ္စတွေကိုဆောင်ရွက်ရတယ်ဒါအနောက်ယုံရဲ့အကြီးကြီးဟာအနောက်အနောက်တော်အတွင်းမှာပေါ်ပေါက်တဲ့ရာဇဝတ်မှုများကိုနောက်ယုံကနေပြီးတော့စစ်ဆေးစီရင်ပေးရပါတယ်နောက်တစ်ချက်တရားယုံတရားယုံဟာမှုခင်းအရေးရက်ကိုဖြောင်းမှန်မှန်ကန်စွာစီရင်ဆုံးဖြတ်ရတဲ့ဌာနဖြစ်ပါတယ်အဲ့တရားရုံးအောင်ဆိုရင်အရေးရက်ကနေတရားသူကြီးတွေကိုစီရင်တဲ့အမှုကိုလွှတ်တော်ဝင်ကြီးတွေထံအယူခံတက်ခွင့်ရတဲ့ယုံတော်လည်းဖြစ်ပါတယ် တရားရုံးကနေစီရင်ရတဲ့အမှုခင်းတွေကို အမျိုးအစားခွဲခြားထားတယ်။အဲ့လိုအမှုတွေကဘာလဲဆိုရင်အမွေမှု၊မြေမှု၊အိမ်မှု၊မြေမှု၊ကျုံမှု၊နှုတ်လွန်မှု၊လက်ရမှုအဲ့ဒီလိုမျိုးအမှုတွေကို ခွဲထားတယ်။တရားရုံးရဲ့အဓိကရည်ရွယ်ချက်ကဘာလဲဆိုတော့အမှုကိစ္စမှန်တယ်မြ။ဘလို့အမှုကိစ္စကိုပဲမစိုးကြီးတဲ့အမှုငယ်ဖို့ငယ်တဲ့အမှုပပျောက်စေဖို့အတွက်ပဲဖြစ်ပါတယ်။ အပြည်သူတွေရဲ့အမှုထွေတွေကိုတရားမျှတရင်းနှအိုးနှစ်ဖက်ပြည်လေရေးနဲ့အမှုအခင်းလုံးဝပြည့်ပြတ်သည့်အထိဦးစားပေးဆောင်ရွက်ရပါတယ်။အဲ့တော့ဘရင်စနစ်အတွက်လေ့ကျင့်ခန်းလေးတွေကတော့မြန်မာရှေးရိုးအစိမ်းလာအုပ်ချုပ်ရေးရနေပြီးတော့မြန်မာတွေရဲ့တအုပ်ဆက်မှန်ဘရင်စနစ်အကြောင်းပြည်စုံသားရေးသားဖြစ်ဆိုပါဆိုပြီးတော့မဆုရှိအနေနဲ့ဆက်မှတ်တမ်းရှိမယ်။မဆုတို့တွေအနေနဲ့ကတော့လွတ်တော်၊ဘေးဒါ၊ရှေးရုံ၊နောက်ရုံ၊တရားရုံဆိုပြီးတော့မဆုတို့လေးတွေမိထားပါတယ်။နောက်တိရသမာတော့ဥပဒေနဲ့တရားစီရင်မှု။ ဒါဥပဒေနဲ့တရားစီရင်မှုရဲ့ရည်ရွယ်ချက်ကပါလဲဆိုတော့ကုံမောင်ခေနိုင်ငံတော်အတွင်းတရားစီရင်ဖွဲ့စည်းထားတဲ့စီရင်စုခုံတော်များကောက်ယူတဲ့တရားစီရင်ခါများနဲ့တရားစီရင်မှုအကြောင်းကိုနားလည်သိရှိစေဖို့ကုံမောင်ခေဥပဒေနဲ့ပတ်သက်ပြီးတော့လေ့လာသိရှိစေဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သင်ကြားပေးမှာဖြစ်ပါတယ်။မြန်မာတရားဥပဒေအရဆိုရင်ရှေးအောင်ဟိန္ဒူတရားဥပဒေကိုအခြေခံထားတယ်အဲမဲ့ဗုဒ္ဓရဲ့အဆုံးအမကိုကျင့်သုံးခြင်းဖြင့်မူလအခြေခံအနေတစ်ဖြည်းဖြည်းပြောင်းလဲလာခဲ့တယ်။ထုံတန်တလေးတွေ ကိုချင်းတရားတွေမင်းချင်းတရားတွေဓမ္မတတရားဆိုရင်မြမရိုးရာတရားဥပဒေတွေပဲဖြစ်ပါတယ်။အုပ်ချုပ်သူတွေရဲ့လိုင်းနာကျင့်သုံးရမယ့်ဓလေ့ထုံးစံစီမင်းစည်းကမ်းတွေအပြင်အုပ်ချုပ်ခံပြည်သူတွေအနေနဲ့လည်းလိုင်းနာဆောင်ထွက်ရမယ့်ဓလေ့ထုံးစံစီမင်းဥပဒေသားတွေလည်းရှိပါတယ်။မြမဘီနေလက်ထက်မှာဆိုရင်တယမဥပဒေနဲ့ရာဇသက်ဥပဒေဆိုပြီးတော့နှစ်မျိုးနှစ်စားရှိတယ်။ တရမဥပဒေရပါလဲဆိုရင်ဓမ္မတတ်တွေကိုမှင်ညာထားတဲ့ဥပဒေဖြစ်ပြီးတော့ယာဇတ်တတ်ဥပဒေရတော့ဘရင်ရဲ့အမိန့်တော်တွေဖြစ်ပါတယ်။အဲ့တရားဥပဒေရဆိုရင်ခင်းနဲ့အညီပြောင်းလဲမှုတွေလည်းရှိပါတယ်။ရှင်းမြမာမင်းအဆက်ဆက်ကနေပြီးတော့ကုန်းပောင်ခေအထိလိုင်းငါကျင်သွင်းခဲ့တဲ့တရားဥပဒေရဆိုရင်အခြေခံအားဖြင့်ဘရင်အမိန့်တော်တွေဓမ္မတတ်တွေဖြတ်ထုံးနေစီရင်ထုံးနေဆိုပြီးရရှိပါတယ်။မင်းတို့မင်းနဲ့ဒီဘောမင်းတစ်ထက်မှာတီးကြားထုတ်ပြန်ပြတ်ထန်းခဲ့တဲ့ဥပဒေလည်းရှိခဲ့ပါသေးတယ်။မြမရေမြင်နဲ့ဆက်ဟတ်တဲ့ တရားဥပဒေတွေတရားစီရင်ဆုံးဖြတ်တဲ့ခုံတော်တရားသူကြီးတွေတရားစီရင်စစ်ဆေးခါတွေရှိရတဲ့အတွက်ကြောင့်မို့လို့တရားစီရင်တဲ့အခါမှာတရားမျှတမှုရှိတာကိုလည်းတွေ့ရပါတယ်။ဘယင်ကတရားစီရင်ရေးမှာဒိုင်းရဝင်ရောက်ဆက်ဖက်လေမရှိဘူး။တရားစီရင်တဲ့အခါမှာရာဇသက်ဓမ္မသက်ဒီနဲ့အညီစီရင်ဆုံးဖြတ်တယ်။နိုင်ငံတော်အတွင်းတရားမမှုရာဇဝတ်မှုတွေကိုစီရင်စစ်ဆေးဖို့အတွက်စီရင်စုခုံတော်တွေကိုဖွဲ့စည်းထားတယ်။ခုံတော်ဒါမှမဟုတ်တရားသူကြီးတွေကို လွတ်တော်ညီလာခံမှာဘယင်ကနေပြီးတော့ခန့်အပ်ပေးတယ်။အဲ့ဒီခန့်အပ်ခံရတဲ့ခုံတော်တွေရဲ့အမည်လိုက်နာကျင့်သုံးရတဲ့ကျင့်ဝတ်တွေကိုနိုင်ငံပြော်ကြီးမှုတွေကနေတစဉ်အမိန့်တော်ထုတ်ပြန်ပါတယ်။နိုင်ငံပြောကြည့်မှုဆိုတာကကျတို့နေဆက်ဆုံးပြောရမယ်ဆိုရင်အဲဒီတရားရုံးမှာပေါ့နော်ဟိုအတွင်းရေးမှုပြောရေးဆိုခွင့်ရှိတဲ့အတွင်းရေးမှုကြီးပေါ့အဲအဲ့ဒီကနေပြီးတော့သူကနေပြီးတော့မှဒီလူဟာနမရဘသူပါလိုက်နာရမကျင်းဝတ်တွေကဘာတွေပါဆိုပြီးတော့ထုတ်ဖော်ပြောတဲ့ အကြီးအကဲတရားပေါ့နော်အဲအဲ့ဒီလိုမျိုးပြောလို့ရပါတယ်ခေါင်းတော်တရားသူကြီးတွေကတရားအမှုခင်းတွေကိုစည်ရင်ပြုလုပ်ရတယ်ပြုလုပ်ပြီးတော့6လတစ်ကြိမ်လွတ်တော်မှာဆက်သွင်းတယ်တရားစင်တဲ့အခါမှာဘရင်ဗန္နာတော်အတွက်ကောက်ယူတဲ့တရားစင်ငါးတွေကိုလည်းပြတ်ထန်းထားတဲ့အတိုင်းပဲကောက်ယူကြတယ်တရားစင်ငါးတွေကိုလည်းအမှုအလိုက်ခွဲခြားပြတ်ထန်းထားတယ်အော်တရားစင်တဲ့အခါမှာတိကျမှန်ကန်စီဖို့အတွက်ကြမ်းကင်တင်နေဆိုရင်ကြမ်းကင်ရတယ်။အော်ကြမ်းကင်တဲ့အခါမှာ အမှုတံခိုးကိုလိုက်ပြီးတော့ဒါမှမဟုတ်အကျင့်စာရိတ္တကိုလိုက်ပြီးတော့ကြမ်းကင်ရတယ်အဲ့တော့ကြမ်းကျင်ပုံပုံမထီရောက်စေဖို့အတွက်ကြမ်းကင်မြေနေရာကိုအမှုအလိုက်ခွဲခြားပြဋ္ဌာန်းတယ်အဲ့တော့တရားစင်တဲ့အခါမှာတရားသူကြီးတွေကပါဂရီတရား၄ပါးနဲ့တစိုး၃ပါးကိုရှောင်ပြီးတော့အမှုကိုမှန်မှန်နဲ့မြန်မြန်စစ်ဆေးရတယ်ဒီမှာအဂရီတရား၄ပါးပါလဲဆိုတော့စန္ဒာကတိချစ်ခင်တဲ့ဖြင့်မလိုက်တင်းဒီဘတ်တို့လိုက်၍မပြူးတင်းဒီကိုပြူးခြင်းနောက်တစ်ခုကဒေါတာကတိ ဒေါသကရိယာကြတော့စိတ်ဆိုးသဖြင့်မလိုက်တင်သည့်ဘက်သို့လိုက်၍မပြုတင်သည့်ကိုပြုခြင်းနောက်တစ်ခုကကြတော့မောဟကတိမောဟကရိယာကြတော့စင်ချိန်တုံတရားမရှိဘဲနဲ့မိုင်မွဲတူတဲ့အတွက်ကြောင့်မို့လို့မလိုက်တင်သည့်ဘက်သို့လိုက်ပြီးတော့ပြုမှုခြင်းနောက်ဗယာကတိကြောက်ရွံ့သဖြင့်မလိုက်တင်သည့်ဘက်သို့လိုက်၍မပြုတင်သည့်ကိုပြုခြင်းဆိုတဲ့အကရိတရား၄ပါနောက်တစ်ခုကကြတော့တဇိုး၃ပါ တစိုးသုံးပါဆိုတာတနည်းအားဖြင့်လက်ဆောင်ပေါ့နော်လက်ဆောင်တစိုးပေါ့တစိုးလက်ဆောင်ရှောင်ရတယ်ပေါ့အဲတစိုးသုံးပါကဘာလဲဆိုတော့အာနာတစိုးရှောင်ရမယ်နောက်တစ်ခုကအသက်ပြားတစိုးနောက်တစ်ခုကမျက်နာတစိုးဆိုပြီးတော့အဲ့ဒီတစိုးသုံးပါကိုရှောင်ပြီးတော့အမှုကိုမှန်မှန်နဲ့မြန်မြန်တရားတကြည်တရားစစ်ဆေးပေးရတယ်အဲ့တော့တရားစင်တဲ့အခါမှာနှစ်ဖက်အမှုတည်တွေရဲ့ဆန္ဒသဘောရတော့လကောင်းဒါမှမဟုတ်တက်တဲ့အထောက်ထားခိုင်လင်မှုမရှိတဲ့အခါမှာတော့လကောင်းကဘာလေးရဲ့တရားစင်ခြင်းဤကိုအသုံးပြုလို့ရှိတယ်ကဘာလေးရဲ့တရားစင်ခြင်းဤက မီးပြိုင်ဆန်ဝါရေလာခဲထောက်ခြင်းလို့ဆိုပြီးတော့ဖြစ်ပါတယ်အဲ့တော့မီးပြိုင်ရဲ့အသေးပေးရပါလဲဆိုတော့မီးကိုတရက်လုံးနဲ့တရက်ခန့်နှစ်ဦးအပြိုင်ထွန်းခိုင်းတယ်ထွန်းခိုင်းပြီးတော့မီးအရင်သေးတဲ့သူကိုတရားရှုံးစေတဲ့နီးပေါ့နော်ဒါတရားသူတို့ဟိုအရင်တော့တရားအမ်တရားရုံးမှာဆုံးဖြတ်တဲ့နေ့တစ်ခုပေါ့နောက်တစ်ခုကကြတော့ဇန်ဝါဇန်ဝါကကြတော့အလေးချိန်တစ်ချက်သားစီနဲ့အညီဇန်ဝါခိုင်းတယ် ဝါပြီးတော့စံမကုန်တဲ့သူကိုတရားရှုံးနေဆိုပြီးတော့တရားတက်မှတ်တာပေါ့နော်တရားဥပဒေနဲ့တက်မှတ်တယ်။နောက်တစ်ခုကရေလားရေလားကြတော့တရားလုံးနဲ့တရားခံအပြိုင်ရေငုတ်ခိုင်းတယ်ရေငုတ်ခိုင်းပြီးတော့ရေပေါ်မှာအရင်ပေါ်တဲ့သူကိုတရားရှုံးစေတာနောက်တစ်ခုကကြတော့ခဲထောက်ခဲထောက်ကကြတော့ခဲရေပူမှာ လက်ကိုနှစ်ခိုင်းတယ်ပြီးရင်ခဲလောင်တဲ့သူကရှုံးပြီးတော့မလောင်ဘူးမဆွဲဘူးခဲမဆွဲဘူးဆိုတဲ့သူကတရားအနိုင်ပေးတယ်ဆိုပြီးတော့အဲ့ဒါမီးပြိုင်းဆံဝါရေလာခဲထောက်ဆိုတဲ့တရားနိလန်လေးခုကိုတတ်မှတ်ခြင်းဖြစ်ပါတယ်တရားမမှုတွေနဲ့ယာဇဝမှုတွေကိုတက်ဆိုင်ရာအုပ်ချုပ်တဲ့သူတွေကအစင်းစင်စီရင်ဆုံးဖြတ်ပိုင်ခွင့်ပေးခဲ့တဲ့အပြင်သူတို့ရဲ့အဆုံးဖြတ်တွေကိုမကျေနပ်ဘူးဆိုရင်လေလွတ်တော်ဒါမှမဟုတ်ဘယင်အထိအယူခံတင်ွင့်ရှိတယ် ဲ့တော့မြန်မာတရားစီရင်ရေးဆိုရင်ပြည်ထောင်ချမှတ်ဆောင်ရဲ့ရေးထက်စိစက်ညှိနှိုင်းရေးကိုအလေးထားခဲ့ကြပါတယ်။နောက်ဒီညမှာလေ့ကျင့်ခန်းအနေနဲ့ကတော့ကုန်းမခေတရားစီရင်ရေးကိုစမ်းစစ်ပါဆိုပြီးတော့မှတ်စုရှိအနေနဲ့စမ်းမတန်းရှိမယ်။မှတ်စုတို့ရဲ့အနေနဲ့ကတော့မြန်မာပြည်များလက်ထက်ကျင့်သုံးခဲ့တဲ့တရားဥပဒေများ၊နောက်စီရင်စုခုံတော့ကဘာလေးရဲ့တရားစီရင်နေဆိုပြီးတော့မှတ်စုတို့ရှိမယ်။အဲဒီနေ့ကတော့ဒီလောက်ပါပဲ။ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်